ရီယယ်မတီရဲ့ဗင်နီစီယားဂျူနီယာထက်တောင်ဂိုးတင်းလုံးပိုကောင်းနေတဲ့အန်တိုလီအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇောင်းတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ဘယ်ကန်ဖြစ်ခဲ့သူအန်တိုနီကတော့စပိန်ကလပ်ရီယယ်ပတ်တစ်မှာပြန်လည်နိုးထလာပြီးဖြစ်ပါတယ်ချိန်တုန်းကအယ်ရီတန်ဟက်ရဲ့သားဆိုပြီးယူနိုက်တက်ပရိသတ်တွေလောင်းပြောင်းတာခံခဲ့ရတဲ့အန်တိုနီဟာလက်ရှိမှာတော့ဘယ်သူမှမလောင်ပြောင်းဝင်းတဲ့ခြေစွမ်းမျိုးကိုပြသနေပါတယ်ဒီဘက်လာယွန်နဲ့ယူရိုပါလိဘွဲစဉ်မှာလည်းအန်တိုနီကအားအသင့်ဖွဲ့သွင်းကိုတကူရယူခဲ့ပြန်ပါတယ် နောက်ကနေကန်တင်ပေးလိုက်တဲ့အလုံးကိုပြိုင်ဘက်ကိုရီးယားအဆက်မှာဘောလုံးကတော့မထိန်းတော့ပဲနဲ့ရှေ့တက်လာတဲ့ကိုသမားကိုကြော်ချပြီးတော့မြောက်ချသေယူပြခဲ့တာဖြစ်ပါတယ်။ပြိုင်မနောက်ခံလို့တူကရောထုတ်ဖြတ်ထုတ်ဖို့လုပ်ခဲ့ပေမဲ့အန်တိုနီရဲ့ကန်သွင်းချက်ဟာတိကျလုံးတာကြောင့်ဘလုံးမမတက်နိုင်မနဲ့ကိုပေးလိုက်ရပါတယ်။အန်တိုနီရဲ့ဆိုပါသွင်းကိုဟာလပလုံးတာကြောင့် အွန်လိုင်းပေါ်မှာတော့အန်တိုနီလေကြောင်းလိုင်းဆိုပြီးတော့တင်စားပြောဆိုနေကြပါပြီ။အခုဆိုတော့အန်တိုနီဟာမန်ချက်စတာယူနိုက်တက်မှာသွင်းယူခဲ့တဲ့ဂိုးရီအတွက်ထပ်ပိုးပြီးရီယယ်ဘက်တီတင်းမှာသွင်းယူပြနေတာလည်းဖြစ်ပါပြီ။ဘရာဇီတောင်ပိုင်းကစားသမားဟာမန်ယူနိုက်တက်အတွက်66ပွဲကစားပေးထားရမှာ79ပွဲသွင်းယူခဲ့ပြီးမြေလက်ရှိရီယယ်ဘက်တီတင်းမှာတော့36ပွဲနဲ့15ဂိုးဒီသွင်းယူပြထားပြီးဖြစ်ပါပြီ။ဒါပြင်ရီယယ်ဘက်တီတင်းအတွက်အရေဒီပထမဆုံးပွဲစဉ်ကစားခဲ့တဲ့လွန်ခဲ့တဲ့6လကျော်ကနေလက်ရှိချိန်ထိတဆင်ဟာကလပ်အသင်းနဲ့ဂိုးများဆုံးသွင်းယူထားတဲ့ဘရာဇီကစားသမား9ဦးထဲမှာအန်တိုနီလည်းပါဝင်နေတာဖြစ်ပါပြီ။ အန်တိုနီယာစုပေါင်း15ခုနဲ့ဒုတိယနေရာမှာရည်နေပြီးတော့ရီယယ်မက်ဒရစ်ကျယ်ပွင့်ဖြစ်တဲ့ဗီနီရှက်ဂျူနီယာကတောင်မှ10ခုနဲ့အဆင့်9နေရာမှာသာရည်နေနိုင်တာတွေ့ရပါတယ်။